တနင်္လာနေ့တိုင်းတရချောင်းမြို့နယ်ထဲမှာနေစဉ်ရက်ဆက်တိုက်ပွဲပြင်းထန်နေရာကြောင့်တိုက်ပွဲဖြစ်ပွားနေတဲ့နေမြေအတွင်းမှာရှိတဲ့အမတ်ရှိပြည်တော်စုလမ်းမကြီးကိုညပိုင်းဖြတ်တန်းတောလာခြင်းမပြုကြဘို့တရချောင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတတိပေးထုတ်ပြန်ထားပါတယ်။တရချောင်းမြို့နယ်ဝင်းဝကြီးရွာမှာရှိတဲ့ဝင်းဝစခန်းကုန်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်တွေကပြီးခဲ့တဲ့ရက်ပိုင်းကစပြီးတော့စခန်းသေးတိုက်ပွဲဆင်နွှဲနေရာကြောင့်နေစဉ်ရက်ဆက်နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာပါ။ဒါကြောင့်တိုက်ပွဲဖြစ်ပွားနေတဲ့ဗိတ်တဝဲအမတ်ရှိပြည်တော်စုလမ်းမကြီးကို ဧပြီ24ရက်နေ့ကစပြီးည9နာရီကနေမနက်9နာရီအတွင်းရက်အခန့်အတန်မရှိဖြတ်တန်းသွားလာခြင်းမပြုကြဖို့တရချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါသည်။တရချောင်းမြို့နယ်မှာဖြစ်ပွားနေတဲ့နှစ်ဖက်တိုက်ပွဲတွေအပြင်စစ်ကောင်စီရဲ့နေစဉ်ရက်ဆက်လေကြောင်းကနေဘုံကျဲတိုက်ခိုက်နေရာကြောင့်ဒေသခံ6000နီးပါးဘေးလွယာကိုထွက်ပြေးတင်းရှောင်နေရတယ်လို့ တောင်ပြောက်တိုက်နယ်စေဘေးရှောင်ကွန်ကြီးအဖွဲ့တာဝန်ရှိသူတူကပြောပါတယ်။တစ်ဖက်မှာလည်းတဲချောင်းမြို့နယ်နဲ့ပလောင်းမြို့နယ်ဆက်ကပလောင်းမြို့မှာလည်းစစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုပူးပေါင်းတပ်တွေကြားနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီးဗိတ်တဝဲပြည်ထောင်စုလမ်းမကြီးပိတ်ဆို့နေတာကြောင့်စားနေရိတ်ခါနဲ့73စီပြက်လက်တဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ တရချောင်းမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့လေကြောင်းဗုံးကျဲတိုက်ခိုက်မှုကြောင့်အရက်သားထိခိုက်ဒေဆုံးတာတွေရှိနေပြီးဧပြီ25ရက်နေ့မနက်ပိုင်းမှာလည်းလေကြောင်းတိုက်ခိုက်မှုကြောင့်ကျွဲကြံကြီးရွာကအနေအိမ်တလုံးပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်စစ်အခြေအနေတွေအရတတ်မှတ်ချိန်အတွင်းဖြတ်တန်းသွားလာခြင်းပြည်ထုကဝေးအဖွဲ့တွေရဲ့စစ်ဆေးမှုကိုခံယူဖို့နဲ့ခွင့်ပြုချက်မရှိဘဲဖြတ်တန်းသွားလာပါကလုံးဝတာဝန်ယူမှာမဟုတ်တယ်လို့မတင်ငါဘော်ရတွေကိုထိရောက်စွာရေးယူသွားမယ်လို့ထုတ်ပြန်ထားပါတယ်။